နောက်နေ့ဘွဲအတွက်ရောထန်ကိုလေ့ကျင့်ရေးကုလုပ်ပေးခဲ့တဲ့အောင်လအန်ဆန်ပရိသတ်များအားလုံးမင်္ဂလာပါများအကရစ်ဘော့ကနေတင်ဆက်နေပါတယ်အောင်လအန်ဆန်ရဲ့ရောထန်တို့ရဲ့ဆက်ဆံရေးဇာတ်လမ်းလေးကတကယ်လို့မှစိတ်လှုပ်ရှားစရာနဲ့ကြီးနူးစရာကောင်းလွန်လှပါတယ်လူမျိုးမတူညီတဲ့နိုင်ငံယဉ်ကျေးမှုအားကစားနဲ့မျိုးဆက်ကလာခဲ့ကြတဲ့ကစားမနှစ်ယောက်ဟာဒီလောက်မြခိုင်မာတဲ့မိတ္တဟာရနဲ့မိသားစုဆန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်တာကအကစားလောကမှာရှာရှာပါပါမြင်တွေ့ရခဲ့တဲ့အရာပါပဲ။အောင်လအန်ဆန်ဟာမြန်မာပြည်သူပြည်သားတွေရဲ့ဂုဏ်ယူစရာကမ္ဘာချန်ပီယံတစ်ယောက်ဖြစ်ပါတယ်။ သူကဝမ်ချမ်ပီယံရှစ်မှာမီဒယ်ဝိတ်နဲ့လိုက်ဟဲဗီဝိတ်ချမ်ပီယံကပတ်တွေကိုတပြိုင်နက်တည်းပိုင်ဆိုင်ခဲ့ဦးတဲ့ဘာမီစ်ပိုင်တန်ဆိုတဲ့နာမည်ကျော်ကစားမဖြစ်ပါရီအောင်လာကကစားမ30နီးပါးကိုအနိုင်ရခဲ့သူကဘာတော်ကပြည်သက်တရဲ့ချစ်ခင်မှုကိုရရှိထားသူမြန်မာလူငယ်တွေအတွက်စံချိန်တင်လောက်တဲ့ပုံစံမျိုးလောက်ပြနိုင်ခဲ့သူတယောက်လည်းဖြစ်ပါရီရော့ထန်ကိုတော့ The Iron Man လို့လူသိများပါရီသူကမွေထိုင်းကဘာမှာအတော်လေးထင်ရှားတဲ့ကစားမတယောက်ဖြစ်ပြီးတော့ One Championship မှာ Flying Weight မွေထိုင်း World Champion ဟောင်းတယောက်ဖြစ်ခဲ့ပါရီ ရောထိုင်ရထူချချက်တွေကတော့မပြောမတင်ရှိတဲ့တိုက်ခိုက်မှုစတိုင်းမယုံနိုင်လောက်အောင်ခဏရှိမှုပြိတ္တတွေကိုဆွဲဆောင်နိုင်တဲ့ပုံကိုရေးဆံမှုထိုင်းနိုင်ငံရဲ့ဂုဏ်ယူစရာကစားမဆိုတဲ့ချက်တွေပဲဖြစ်ပါရည်။အောင်လာနဲ့ရောထန်တို့ရဲ့ဆက်ဆံရေးကိုကြည့်မယ်ဆိုရင်တဦးကိုတဦးလေးစားမှုအပြည့်အဝပေးကြပါရည်။အောင်လာကရောထန်ရဲ့ငယ်ရွယ်ပေမဲ့ရဲရဲမှုကိုလေးစားပြီးတော့ရောထန်ကတော့အောင်လာရဲ့အတွေ့အကြုံနဲ့ကမ္ဘာချန်ပီယံဘဝကိုလေးစားပါရည်။အောင်လာဟာကချင်လူမျိုးဖြစ်ပြီးရောထန်ကထိုင်းလူမျိုးဖြစ်ပါရည်။တို့မျိုးမတူညီတဲ့ယဉ်ကျေးမှုတွေကြားမှာသူတို့ဟာယဉ်ကျေးမှုဖလှယ်ခြင်းကိုပြုလုပ်လေရှိကြပါရည်။ အောင်လရဲ့နောက်ဆုံးပွဲပြီးမှတော့ကလည်းရော့ထန်ကအောင်လကိုသူ့အိမ်ထိအလဲဖိတ်ကာအစားအသောက်တွေနဲ့ဧကန်ကျွေးမွေးတာအောင်လကလည်းဗန်ကောက်မှာဖွင့်ထားတဲ့သူ့ရဲ့အဖေဆိုင်စီရော့ထန်ကိုဖိတ်ပြီးကချင်းစာတွေကျွေးတာကလည်းတို့နှစ်ဦးကြားမှာ cultural exchange ဖြစ်တယ်လို့ family bonding ကိုလည်းဖော်ပြနေပါတယ်အခွင့်ကြုံတိုင်းမှာတို့နှစ်ယောက်ကအတူတူလေ့ကျင့်ခန်းတွေလုပ်ကြတာမျိုးရှိပါတယ်အောင်လကရော့ထန်ရဲ့နောက်အုံးနဲ့ပွဲအတွက်သွေးပူလေ့ကျင့်ခန်းတွေမှာပါဝင်ကူညီပေးခဲ့ပါတယ်ဒီလိုကူညီမှုတွေဟာရော့ထန်အတွက်ဘလောက်ထိအကျိုးရှိသလဲဆိုတာကြည့်ကြရအောင်ပါ တေးဘူးလေးကျင်ကန်းဆိုတာဖိုင်တာတယောက်အတွက်အရေးပါတဲ့နေရာမှာပါဝင်ပါလေရုပ်ပိုင်းဆိုင်ရာပြင်ဆင်မှုစိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုဗျူဟာများစမ်းသပ်မှုရှင်ပြိုင်မှုအတွက်အစင်းနှင်းဖြစ်မှုစတာတွေကိုစမ်းစစ်နိုင်တဲ့အခွင့်အရေးဖြစ်ပြီးတော့အောင်လာလိုဝိုင်းရင်ဖိုင်တာကြီးနဲ့အခုတို့ချိန်နှဲငယ်လောက်အတူတူတွဲလေ့ကျင့်ခြင်းအပြင်နောက်အုပ်လိုဝိုင်းရင်ဖိုင်တာကြီးကိုရင်ဆိုင်ရာမှာရော့ချန်အတွက်နီးဗျူဟာတစ်တွေစဉ်းစားလာမိစေနိုင်တယ်လို့ကိုကိုကိုယုံကြည်မှုတွေလည်းပိုရှိလာစေနိုင်ပါလိမ့်အောင်လာကရော့ချန်ကိုတေးဘူးလေးကျင်ကန်းတွေလှုပ်ပေးတယ်လေ့ကျင့်ခန်းလုပ်နေခြင်းရေဝူးတွေလာပေးတယ် ရောထန်ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးတယ်ဆိုတဲ့အချက်တွေကိုတွေ့လိုက်ရပါတယ်။အောင်လာနဲ့ရောထန်တို့ရဲ့ဆက်ဆံရေးကလေ့ကျင့်ရေးတက်တက်ထက်ပိုပါတယ်။သူတို့ဟာမိသားစုဆန်တဲ့ဆက်ဆံရေးကိုတည်ဆောက်ထားကြပါတယ်။ဒါ့အပြင်အောင်လာနဲ့ရောထန်တို့ရဲ့ဆက်ဆံရေးမှာဆရာနဲ့တပည့်ဆက်ဆံရေးလည်းပါဝင်နေပါတယ်။အောင်လာကသူ့ရဲ့အတွေ့အကြုံကိုရောထန်နဲ့မျှဝေတယ်၊နှီးပြွာတွေကိုတင်ကြားပေးတယ်၊ရောထန်ရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးတယ်၊ရောထန်ဘက်ကနေလည်းအောင်လာရဲ့ကြံပေးချက်တွေကိုနားထောင်နေအောင်လာရဲ့ညွန်ကြားချက်တွေကိုလိုက်နာတယ်၊အောင်လာရဲ့အကူအညီတွေကိုကျေးဇူးတင်နေဆိုတဲ့ပုံစံမျိုးတွေ့ရပါတယ်။ အောင်လန်အစန်းနဲ့ရောထန်တို့ရဲ့ဆက်ဆံရေးကအာကစားလောကမှာရှားရှားပါးပါးမြင်တွေ့ရတဲ့ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။သူတို့ဟာမတူညီတဲ့နိုင်ငံရည်ကြီးမှုအာကစားနဲ့မျိုးဆက်ကလာကြတဲ့အာကစားသမားတွေဖြစ်ကြပြီးမြေစားမှုယုံကြည်မှုကျေးဇူးတင်မှုတွေနဲ့မိသားစုဆန်တဲ့ဆက်ဆံရေးကိုတိစောက်ထားကြတာပါ။ဒီလိုမျိုးဆက်ဆံရေးဟာကစားမားတွေအတွက်ရောတာမန်လူတွေအတွက်ပါဆန်နမူနာထားစရာကောင်းလာပါတယ်။အကစားဟာရှင်ပြိုင်မှုတွေနဲ့သာဖွဲ့စည်းထားတာမဟုတ်ပါဘူး။လေးစားမှုတွေ၊မိသားရတွေ၊ကျေးဇူးတင်မှုတွေနဲ့လည်းဖွဲ့စည်းထားတာပါ။ ောင်လာနဲ့ရောထန်တို့ရဲ့ဆက်ဆံရေးဟာဒီချက်တွေကိုအကောင်းဆုံးသက်တည်ပြနေတာဖြစ်ပါတယ်။ဇုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ညာ။